အရှိမကရေလျားလာတဲ့လေဝေလိုင်းတွေရဲ့အချိန်နဲ့လေရုမငြိမ်သက်မှုတွေကြောင့်ဒီနေ့အော်တိုဘာ31ရက်နေ့ကနေစပြီးနိုဝင်ဘာ9ရက်အထိတိုင်းနယ်ပြည်နယ်တွေမှာမိုးရွာသွန်းနိုင်ပြီးဒေသအလိုက်မိုးကြီးနိုင်တယ်လို့မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်ပါတယ်။ အရှိမကနေရွေလျားလာတဲ့လေဝေလိုင်းတွေရဲ့အရှိန်ကြောင့်၎င်းကပ်ပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှာလေထုမငြိမ်မသက်မှုတွေဖြစ်ပေါ်လာနိုင်တာကြောင့်၎င်းဒီနေ့အောက်တိုဘာ31ရက်နေ့ကနေနိုဝင်ဘာ9ရက်နေ့အတွင်းစကိုင်းတိုင်းမကွေတိုင်းကချင်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းတို့မှာနေရာကျကျနဲ့နေပြည်တော်ရန်ကုန်တိုင်းမန္တလေးတိုင်းပဲခူးတိုင်းအေရရီတိုင်း တနင်္သာရီတိုင်းကယားကရင်ချင်းမော်ရခိုင်နဲ့ရှမ်းပြည်နယ်တောင်ပိုင်းရှမ်းပြည်နယ်အရှေ့ပိုင်းတို့မှာနေရာစိစိကနေနေရာအနှံ့အပြားမိုးထစ်ချုံရွာပြီးတချို့ဒေသတွေမှာနေရာအလိုက်နဲ့နေရာကွက်မိုးကြီးရွာတွေဖြစ်ပေါ်နေတယ်လို့မိုးစလကထုတ်ပြန်ထားပါတယ်မိုးသည်ထန်စွာရွာသွန်းတာနဲ့အတူလေပြင်းတိုက်ခတ်တာမိုးထစ်ချုံတာမိုးကြိုးပြက်တာလျှက်စီလက်တာမိုးသီးကျွေတာလျှက်ပြက်ရေကြီးတာနဲ့မြေပြိုရာဆတဲ့သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်နေတာကြောင့်အဆိုပါဒေသတွေမှာရှိတဲ့ကုန်းမြင့်ဒေသအနီးမှာနေထိုင်ကြသူတွေအနေနဲ့မြေပြိုမှုအန္တရာယ် မြင့်ငယ်ချောင်းငယ်တွေအနီးမှာနေထိုင်ကြသူတွေအနေနဲ့ရည်ကြီးရည်ရှံမှုတွေကိုကြိုတင်သတိပြုရှောင်ရှားနိုင်မှုနဲ့ပြည်ရင်းရေချောင်းသွာလာရေးလေချောင်းပြန်တန်းရေးနဲ့ဆင်မြောင်းတာတမန်တွေအနေနဲ့လိုအပ်တာတွေကြိုတင်ပြင်ဆင်ဆောင်ရွက်ထားနိုင်ဖို့သတိပေးနှိုးဆော်အပ်ကြောင်းမိုးစလကထုတ်ပြန်ထားပါတယ်။